မင်္ဂလာပါဗနာရိတ်ကနေကြိုဆိုပါရယ်ဆရာထွန်းဝင်မြင့်ရဲ့ကြပြာဆရာဤအမေအိမ်အစေးများစာအုပ်ထဲကဥလူကလေးနှင့်မူဘီတစ်ဆိုတဲ့အစေးကိုရွတ်ဖတ်ပေးသွားမှာဖြစ်ပါတယ်ဥလူကလေးနှင့်မူဘီတစ်ကျွန်တော်နှစ်သက်သည့်ကနဝင်ဝိထုရှည်ကြီးများကိုအချိန်ရလင်ရသလိုပြန်ဖတ်လေ့ရှိပါသည်ဟိုတလောကဇာတိမျိုးတို့ခဏပြန်ပြည့်ရာမှာ ဟာမင်းမဲလဘီမူဘီဒိဝတ္ထုကြီးကိုပြန်လည်ဖတ်ရှုမိပါသည်မူဘီဒိသည်16ရာစုဝတ္ထုရှိတဘုတ်ဖြစ်၏ပင်လေသမုတ်တရားအနက် ရွတ်တင်မောကြီးတွင်နှင့်စွန်စားတွာလာ၏ဝီလာငါဖန်သောတင်မောသားများအကြောင်းရေးဖွဲ့ထားသောဝိထုကြီးဖြစ်သည် ပင်လေသမုတ်တရားအတွင်တင်မောတစ်ခေါက်ထွက်လျင်၃လနှစ်အချိန်ကြာတတ်သည် ကဘာပတ်၍ ဝီလာငါးဖမ်းကြသည်ဖမ်းမိသောဝီလာငါးမှအစီများထုတ်ယူစုဆောင်၍ပြန်လည်ရောင်းချရသောဝီလာငါးဖမ်းသင်္ဘောသားတို့၏ဘဝကျမ်းများဖြစ်သည်ဝီလာငါးဖမ်းသည်ဆိုရာတွင် အစီထုတ်၍ရနိုင်သောဝီလာငါးနှင့်အစီထုတ်၍မရနိုင်သောဖင်းဘက်ဝီလာငါးဟု၍ရှိသည်ငါးဖမ်းသမားသည်၎င်းကိုခွဲခြားသိရန်လိုသည်၎င်းကို ကောင်းကောင်းမခွဲခြားနိုင်ပေဖင်းဘက်ဝီလာငါကို အစီထုတ်ရရသောဝီလာငါအမှတ်ဖြင့်လိုက်လံဖန်းစီသောဝီလာငါဖန်းတင်မောများလေရှိလေသည်ဖင်းဘက်ဝီလာငါများသည်အစီထုတ်ရရသောဝီလာငါများထက်လင်းမြန်ဖြက်လက်သည် ရေကူးမြန်သည် ထို့ကြောင့်လိုက်လီဝီလီဖြစ်ရသည်မိပြန်လင်းလေအစီမရှိသဖြင့်အချင်းဤသာဖြစ်တော်၏ ပင်လေသမုဒ္ဒရာထဲတွင်ဖင်းဘက်ဝီလာငါးများရှိတဲ့ကဲ့သို့ထိုဝီလာငါးများကို အစီထုတ်ရမည်အထင်နှင့်လိုက်လံဖန်းစည်းနေသောတင်မောသားများလည်းရှိသည် ထိုအဖြစ်မျိုးလူဘဝလူလောကတွင်လည်းရှိနေတတ်လေသည်ကျွန်တော်ကလေးဘဝစေနေသားအရွယ်လောက်ကကျွန်တော်အဖေထံမကြာခဏရောက်လာတတ်သောအကိရဆရာကြီး ဥလူကလေးဆိုသူရှိသည်ကျွန်တော်အဖေကပဒိန်ဆရာတဦးမှုအိမ်တွင်ပဒိန်ဘူရှိသည်ထိုခေတ်ကပဒိန်ဘူများဗဘဲဘူများတွင်ဖားဘူကြီးများရှိသည်အကူရဆရာကြီးဥလူကလေးသည်အချားမျိုးမှလာသူဖြစ်၏အသက်60ခန့်ပင်ရှိရှိအသားရောင်မွေးပြပြခါကိုင်းကိုင်းသပင်ဖြူဖြူ နှုတ်ခမ်းမွေးမုတ်စိတ်မွေးတို့အဖြူရောင်ကျူးတို့ကျဲတဲ့ရှိသည်အောင်နှခမ်းတွဲတွဲနှင့်ပြူးကျဲသောမျက်လုံးရှိသည်သူရောက်လာရင်ကျွန်တော်တို့မောင်နှမအအတွက် မုံညီပါလာတတ်သဖြင့်ကျွန်တော်တို့ကဥလူကလေးကိုမျော်တတ်သည်သူကျွန်တော်တို့မြို့ရောက်လာတိုင်းကျွန်တော်အဖေကို သူ့အကြီးရထိုးရရလာသောဓလုံးများကိုပြသလေးရှိသည် သူ၏အကြီးရဲ့ပညာဖြင့်မကြတော်သောကာလတွင် ရှည်ဖြစ်ငွေဖြစ်ထိုးနိုင်တော်မူဟုလည်းယုံကြည်နေသူဖြစ်၏ကျွန်တော်အဖေထံရောက်လာတိုင်းလေဖားဖူအားနေလင်သူ၏ဓလုံများကို လုံထဲထည့်၍မိဘူးပြဘူးခံကချွေးတလုံးလုံးဖြင့်ဖူထူးတော်သည်ထိုအခါကျွန်တော်အဖေက နောက်တက်ပြောင်းတတ်သူမှုဖားဖူ၏ရှူးရှဲမိတဲ့မျိုးပြု၍ နောက်ပြောင်တတ်သည်ရှူရှဲရှူရှဲရှိတာကုန်မယ်ရှိတာကုန်မယ်အဖေကထိုသူနောက်ပြောင်တိုင်းဥလူကလေးကမချီသွားဖဲကစောင့်ကြည့်အောင်ပေါ်ဗျာတနေ့တော့အောင်ပါပါဟုယုံကြည်မှုအပြည့်ဖြင့်ပြောတတ်လေသည်အဖေယုံကြည်နိုင်ရန်အတွက်လဲသူဤအကြီးရဲ့ကြံများမှဖော်မြူလာများကိုအဝဇန်းရှင်ရှင်ဟောတတ်ပြောတတ်ပြန်သည် ကျွန်တော်အဖေက ခင်မင်ဖော်ရွေတတ်သူမှုတူလာလင်းရေနွေးအိုးလက်ဖက်ပွဲနှင့်စီဘောလိပ်ပါဧကန်တမြေပရင်ဘူအတွင်းမှဖားဖူနှင့်မိသွေးကိုလည်းသူ့သဘောရှိသလိုအတုံးပြူစီမြဲဖြစ်ပါသည်အကီရထိုးသည့်အလုတ်ကိုသူ့မျိုးသူ့အိမ်တွင်သာမကဘီရင်ကိန်းကန်းအရာပါအချားရရွာများဘုံကြီးเจ้าများတွင်လှဲ့လေ၍အကီရထိုးတတ်သည် ်ထိုအယူဖြင့်ကျွန်တော်တို့မြို့ရောက်လာက ကျွန်တော်အဖေပရင်ပူတွင်အကူရထိုးသည့်အလုတ်ကိုလှုပ်လီတော့သည်တနစ်တွင်နှစ်ခေါက်သုံးခေါက်တော့ကျွန်တော်တို့အိမ်သို့ရောက်လာတမည်ရောက်လာတိုင်းလေကျွန်တော်အဖေက နောက်တက်ပြောင်တက်သည်ကလွဲ၍အဲဝဲကြည်ဝင်ခဲ့ပါသည်ကျွန်တော်ဆယ်နှစ်သားအရွယ်မှစတင်တည်ကျွမ်းခဲ့သောအကူရဆရာကြီးဥလူကလေးသည် ကျွန်တော်အသက်16နှစ်လူလားမြောက်သည့်အရွယ်တိုင်းတနေ့ရွှေဖြစ်နိုးတနေ့ငွေဖြစ်နိုးဖြင့်အကူရထိုးသည့်အလုတ်ကိုမစွန့်လွတ်နိုင်ဖြစ်နေသည်အသက်အရွယ်ကလည်းကြီးရင်လာတကုံကုံဖြင့်ဖို့ထိုးရလွန်းသည်ဖြင့်ခါကလည်းပိုကိုင်းလာမိသွေးပြာမုံများကြမှာအချိန်ကြာလာသည်ဖြင့်အသားရောင်ကလည်းပို၍မွေးပြာလာသည် ထင်ရပါသည်သဘင်မုတ်စိတ်တို့သည်လည်း ခြူရာမှဝါညင်ညက်ဖြစ်လာတော့သည်မဖြစ်နိုင်တာကိုမှယုံယုံကြည်ကြည်လုံမာပါနေသောအကိရဆရာကြီးဤဘဝကိုကျွန်တော်အဖေကနောက်ပြောင်ကြည်စေသည်ကလွဲ၍ဂယုနာတက်မိသည်ကြောင့်သူ့ကိုယ်ရာတွင်တပြစ်တောက်တော့သူ့အကြောင်းကိုပြောတတ်ပါသည်တနေ့ဥလူကလေးကျွန်တော်တို့အိမ်သို့ရောက်လာပြီးသူ့ထုံးစံအတိုင်းဖားဖူကြီးကို တရှူရှူတရှဲရှဲဆွဲ၍ဖို့ထိုးပါသည်ပြာမုံများပေကြံနေသောမွဲပြပြသူ့မျက်နာတွင်မျက်လုံးပြူးပြူးကကျွတ်ထွက်မတက်မိဖို့အတွင်းမှအကြီးပျော်နေသောဓလုံးကိုမျော်လင့်တကြီးကြည်နေရှာသည်ထိုအဖြစ်ကိုကြည်ကကျွန်တော်အဖေကစိတ်မရှိနိုင်တော့ပဲကိုလူကလေးခမရဒီလိုသာလုံနေလို့ကတော့ငွေကုံအချိန်ကုန်လူပန်းမဲဖြစ်နေမှာပဲဗျာ လောလောဆယ်ရှေ့ဖြစ်နိုင်မဲ့နီလန်းကိုကျွန်တော်ပြောမယ်ကျွန်တော်ဗရင်မူကအမိုက်တွေကိုခမရယူသွားဗျာအလကားပေးလိုက်မယ်အဲ့ဒီအမိုက်တွေကိုနီးရရေကန်မှာခမရသွားပြီးရွှေကျင်လိုက်အဲ့ဒါတေချာပေါက်ရွှေရနိုင်မဲ့နီးပဲဗျအဖေကဂယုနာဒေါ်တော်ဖြင့်ပြောခြင်းဖြစ်သည်ဗရင်မူမအမိုက်ဆိုသည်မှာဖိုးထိုးပြီးအသုံးပြုပြီးသောမိသွေးများကို တဏီယာရင် စုပုံထားရသည်တနစ်ခန့်ကြာလင်ထိုအသုံးပြုပြီးသောမိသွေးပုံကြီးအတော်စုဆောင်းမိလာသည် ထိုမိသွေးပုံနှင့်ဖိုးအတွင်းမှအပေါ်ယံမြည်ကြီးများကို ရွှေကျင်သောဆရာများက လာဝယ်သည် အမိုက်တစ်ခါရောင်းလင်ထိုစဉ်က400လောက်ရသည်ထိုခေတ်ကရွှေတကြတာ400ပဲရှိသည်ကျွန်တော်အဖေက ဥလူကလေးကိုရွှေလိုခြင်းလင်းအကိရမထိုးနှင့်သူ့ပရင်ဘုံမှအမိုက်များကိုကျင်ယူပါဟုပြောလိုက်သည့်ဤမှာဆ၍အကိရဆရာကြီးဥလူကလေးတယောက်ပျောက်ကွယ်သွားတော့သည်အဖေကိုစိတ်နာသွားပုံရသည်အဖေကလည်းသူ့အဖြစ်ကိုမကြည့်ရတော့သဖြင့်သာပြောလိုက်ရခြင်းဖြစ်သည်ရွှေဖြစ်ဖို့ကလည်းမျော်တိုင်းဝေးနေသည်မဟုတ်လား ထိုအဖြစ်တနစ်လေးသည်နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီကျွန်တော်ဒီလေကလေးဘဝမှ လူငယ်ဘဝလူငယ်ဘဝမှ လူလက်ပိုင်းအရွယ်ရောက်လာခဲ့ပါပြီ အဖေဒီလေဆုံးပါသွားခဲ့ပါပြီဥလူကလေးဒီလေလူလောကတွင်မရှိနိုင်တော့ပါ နှစ်တွေကြာခဲ့သလိုခေတ်တွေလည်းပြောင်းလဲခဲ့ပြီမို့ခေဟောင်းကအယူအဆွဲရှေဖြစ်ငွေဖြစ် အကြီးရဆရာများလည်းရှိနိုင်တော့မည်မဟုတ်ဟုကျွန်တော်တွက်ဆထားခဲ့တော်လဲဟိုတလောကတကုံမျိုးတစ်ပတ်မှဘုန်းကြီးเจ้าတွင် ထူးထူးဆန်းဆန်းအကြီးရဆရာတဦးကိုတွေ့လိုက်ရပါသည် ထူးဆန်းသည်ဆိုသည်မှာသူကခေတ်ပညာတဲ့စက်မှုအင်ဂျင်နီယာတဦးဖြစ်နေခြင်းကြောင့်ပါသူဤအကြီးရမဟာလောက်ယုံသူကျွန်တော်ကိုခေါ်သွားပါသည်သူဤ ကရိယာတစားပလာများကိုတယုတ္တိယကိုင်းတွယ်ပြီးကျွန်တော်ကို ထုတ်ပြပါသည်ဓလုံးထဲသောလုံများမိညံများကိုသူ့စိတ်ကြိုက်အထူးအော်ရာပေးပြုလုပ်ထားခြင်းဖြစ်သည် ကျွန်တော်ကတော့အကိရထူသော အင်ဂျင်နီယာတဦးကိုအထူးတဆန်းဖြစ်လျက်နှုတ်ဆက်ထွက်ခွာလာခဲ့ပါသည်မိုဘီဒီဝတ္ထုတွင် အစီထုတ်ရန်ဝီလာငါးနောက်သို့လိုက်တော်လဲ အစီမရှိသောဖင်းဘက်ဝေးလာငါးနောက်သို့လိုက်မိလင်ငါးလဲမမိမိပြန်လင်လဲအစီမရအချိန်လဲကုန်လူလဲပင်မှန်အသက်အနည်းလဲရှိနိုင်မည်ကိုဖတ်ရှုရပါသည်အဂရိယထိုးသူများသည်လဲဖင်းဘက်ဝေးလာငါးနောက်သို့လိုက်သူငါးဖန်းသမားများနှင့်အတူတူပင်ဖြစ်သည်တနေ့ရှိဖြစ်လာနိုးနှင့်စံဖြူခါကိုင်းနာထိုင်ပြီး အိုမင်းမဆန်းတာဖြစ်သွားရောမည်အကွေရဲ့ထိုးလို့တော့ရွှေရနိုင်မှု လမ်းမရှိပါထို့ကြောင့်ဖင်းဘက်ဝေလာငားများတွင်အစီမရှိကြောင်းနှင့် အကွေရဲ့ပညာဖြင့်ရွှေမဖြစ်နိုင်ကြောင်းကိုကျွန်တော်တို့တိမတ်ဆင်ခြင်ကြားရမည်ဖြစ်ပါသည် အခုရွတ်ပြပြီးသွားတာကတော့ဆရာထုံးဝေမြင့်ရဲ့ဥလူကလေးနှင့်မူဘီတစ်ဆိုတဲ့အစီပဲဖြစ်ပါတယ်ဒီအစီကို ကြိုက်နှစ်သက်ပြီးနားထောင်ခံစားရတာအဆင်ပြေမှုရှိခဲ့ရင်ဗန္နာရိတ်ကို like and subscribe လုပ်ပေးသွားကြပါအောင်ခင်ဗျာ